လိုအားလုံးလည်းလာပါချက်ကူနာခင်းစင်တာရဲ့ knowledge sharing lesson ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့ဒီချက်ကကွန်ပျူတာကိုစနစ်တကျလေ့လာနေပြီးအကုန်လုံးအတွက်အကျိုးရှိစေမယ့် query simulator ဆိုတဲ့ခေါင်းစဉ်နဲ့ပတ်သက်ပြီးတော့ဒီ video ထဲမှာရှင်းပြပေးထားတာဖြစ်ပါတယ်။အဲ့တော့ဒီနေ့ပြင်ရတာလေးကိုဒီ channel ဒီ video အဆုံးထိလေ့လာလိုက်ကြရအောင်ပါရှင်။ query simulator ကွန်ပျူတာဆိုတာဘာလဲ။ ကွန်ပျူတာဆိုတာကတော့အချက်အလက်တွေကိုလက်ခံရယူပြီးတော့သတ်မှတ်ထားတဲ့ညွှန်ကြားချက်တွေအတိုင်းစနစ်တကျစီမံဆောင်ရွက်ပြီးရင်ဒီချက်တွေလိုချင်တဲ့အဖြေတွေကိုပြန်ထုတ်ပေးတဲ့ Electronic Secretary ရတယ်လို့ဖြစ်ပါတယ်။ဒါဆိုရင် Forest ကွန်ပျူတာလို့မေးလာတဲ့အခါမှာဒီချက်တွေကလိုချင်တဲ့အကြောင်းအရာတွေလိုချင်တဲ့အချက်အလက်တွေကိုစနစ်တကျစီစဉ်ဆောင်ရွက်နိုင်ပြီးတော့လိုချင်တဲ့အချိန်အတွင်းမှာစနစ်တကျထုတ်လုပ်ပေးနိုင်တဲ့ Secretary တခုလို့ချက်တွေကမှတ်သားထားရမှာဖြစ်ပါတယ်။ ကွန်ပျူတာကအဆင့်၃ဆင့်အနည်းနဲ့အလုံးလုံးဆောင်ပါရင်ကွန်ပျူတာကဘယ်လိုမျိုးလုံးဆောင်လဲဆိုလို့ရှိရင်နံပါတ်၁အနည်းနဲ့ဆိုလို့ရှိရင်တော့ input အချက်အလက်တွေကိုလက်ခံရယူပါရင် feature တွေက keyboard တွေ mouse တွေကိုအသုံးပြုပြီးတော့ကွန်ပျူတာထဲကိုထည့်ပြီးတော့စာတွေရိုက်လိုက်ရင်လုံးဝရှားလိုက်တဲ့စာရီဒီချက်တို့ထည့်သွင်းလိုက်တဲ့အချက်အလက်တွေအကုန်လုံးကို CPU လို့ခေါ်တဲ့ Central Processing Unit ကနေပြီးတော့ channel ရဲ့အချက်အလက်တွေကိုစနစ်တကျနဲ့စီစဉ်ဆောင်ရွက်ပါတယ်။ဆောင်ရွက်ပြီးသွားတဲ့အခါမှာအာကွန်ပျူတာရဲ့ monitor ဖန်ထားပြီး၅ဒေါ်လောက်ဒါမှမဟုတ်လို့ရှိရင် printer ကိုအသုံးပြုပြီးတော့ physical paper ပေါ့နော်။စာရွက်လေးတွေအနည်းငယ်ဒေါ်လောက်၊စာအုပ်လေးတွေအနည်းငယ်ဒေါ်လောက် ဟုတ်ပြီနော်ဒီ channel ကိုလိုချင်တဲ့ပုံစံအတိုင်းလိုချင်တဲ့ result တစ်ခုကိုပြန်ပြီးတော့ထုတ်လုပ်ပေးရဖြစ်ပါတယ်။ဒါဆိုရင်ဒီ channel ရဲ့ computer ကအဆင့်၃ဆင့်အနည်းနဲ့အလုံးလောက်ဆောင်ပါတယ်။ number 1ကတော့ import အချက်အလက်တွေကိုလက်ခံရယူတယ်။ number 2ကတော့ processing ကြားရှိလာတဲ့အချက်အလက်တွေကိုစနစ်တကျစီစဉ်ဆောင်ရွက်ပြီးတော့ number 3ကတော့ output ပေါ့နော်အဖြေပြန်ထုတ်ပေးတာလည်းဖြစ်ပါတယ်။ parcel computer computer မှာပါဝင်တဲ့အစိတ်အပိုင်းတွေ ဒီ share room တွေကကွန်ပျူတာတစ်လုံးမှာပါဝင်တဲ့အစိတ်အပိုင်းမျိုးလို့ပြောလာတဲ့အခါမှာဆိုလို့ရှိရင်နံပါတ်၁ CPU လို့သိထားကြပါတယ်။ CPU ဘယ်လိုခေါ်သေးလဲဆိုလို့ရှိရင် system unit လို့လည်းခေါ်တယ် motherboard main board ပေါ့နော်။ဒီဘုံတစ်ခုလုံးကိုဘာလို့ခေါ်ရလဲဆိုလို့ရှိရင် system unit လို့ခေါ်ပါတယ်။ပြည့်ရခံမှာဆိုရင်ကွန်ပျူတာရဲ့ screen ဖန်တာတင်ဖြစ်တဲ့ monitor screen ပါမယ်ပြီးရင် share room တွေပြီး အာကွန်ပျူတာကိုမော်နီတာစကရင်ဒီမှာဆိုလို့ရှိရင် GPS နဲ့တက်သုံးရမယ်ပြီးရင်စာရိုက်ဖို့အတွက် keyboard တွေ mouse တွေနောက်ထပ်တစ်ခု teacher တို့အလုပ်လုပ်ထားတဲ့အကြောင်းအရာတွေကို reset အနေနဲ့ပြန်ထုတ်ပေးဖို့ physical paper အနေနဲ့ထုတ်ပေးဖို့အတွက် printer တွေလည်းပါဝင်လာမယ်ဖြစ်ပါတယ်မိမိယာမှာတော့ဒီချက်ကကွန်ပျူတာရဲ့အစိတ်အပိုင်းလေးတွေကိုမြင်တာပြင်တာရှိအောင်ပုံလေးနဲ့ထည့်ပေးထားတာပဲဖြစ်ပါတယ် ောက်ထပ်တစ်ခုကတော့ the domain parts of computer ကွန်ပျူတာမှာပါတဲ့အဓိကအရေးကြီးရဲ့အချက်နှစ်ချက်ဖြစ်ပါတယ်အဲ့ဒီဟာကတော့နံပါတ်1 hardware နဲ့နံပါတ်2 software ပဲဖြစ်ပါတယ် hardware ဆိုတာကတော့ all the physical parts of computer ကွန်ပျူတာတစ်လုံးမှာပါတဲ့ physical part ထိတွေ့လို့ရတဲ့အစိတ်အပိုင်းတွေအကုန်လုံးကို hardware လို့ခေါ်တာလည်းဖြစ်ပါတယ် example အနေနဲ့ဆိုလို့ရှိရင် feature တွေက SSD, monitor, speaker ပြီးသွားလို့ရှိရင် motherboard processor mouse တို့ keyboard တို့ပြီးရခါမှာ ram ဓာတ်ရည်နဲ့ပါပါတယ်အဲ့တော့ teacher တွေက computer တစ်လုံးမှာပါဝင်တဲ့ hardware လို့ပြောလာရတဲ့အခါကျလို့ရှိရင်လက်နဲ့ထိခိုးလို့ရတဲ့အစိတ်ပိုင်းအကုန်လုံးဒီ hardware ဖြစ်ပါတယ်နောက်တစ်ခုကတော့ software ဖြစ်ပါတယ် software ဆိုတာကတော့ခုနကတုန်းကရှိနေခဲ့တဲ့ hardware တွေကိုဘယ်လိုမျိုးစနစ်တကျနဲ့အလုပ်လုပ်ရမယ်၊ဘာတွေလုပ်ဆောင်ရမယ်ဆိုတဲ့ဟာကိုနောက်ကနေပြီးတော့ဤပညာပေါ့နော် program အနေနဲ့ထည့်သွင်းထားတဲ့ဟာကို software လို့ခေါ်ပါတယ် Pichero ရဲ့ software မှာဆိုလို့ရှိရင်နှစ်မျိုးရှိပါတယ် operating system OS ဖြစ်ပါတယ်အဲ Pichero တွေက operating system လို့ပြောလာတဲ့အခါကျလို့ရှိရင်အ Windows operating system ရှိရဲ့ Mac operating system ရှိရဲ့ Chrome operating system ရှိရဲ့ Windows လို့ပြောလာတဲ့အခါမှာဆိုရင်တော့အခုလက်ရှိအသုံးပြုနေကြတဲ့ Windows 10တော့လကောက် Windows 11တော့လကောက်ဒီဟာကို Windows operating system လို့ခေါ်ပါတယ် Apple ကထွက်တဲ့ MacBook ကိုအသုံးပြုတဲ့ MacBook user တွေမှာဆိုလို့ရှိရင်တော့ Mac OS ရရှိပါတယ် Chromebook ကိုသုံးတဲ့သူတွေဆိုလို့ရှိရင်လည်း Chrome OS ဆိုပြီးတော့ operating system အမျိုးမျိုးရှိရလို့ဖြစ်ပါတယ်။ဒီလိုမျိုး operating system တွေကြီးထွားတဲ့အခါမှာဆိုရင်တော့ application system ဆိုပြီးတော့နောက်ထပ်တစ်ခုထပ်ရှိပါတယ်။ application system ဆိုတာကတော့ဒီ shell တွေက computer ကိုစပြီးတော့အသုံးပြုတဲ့အခါ စာရေးရိုက်ဖို့အတွက်တိုက်ပင်းနဲ့လေ့ကျင့်မှုအတွက်ဆိုလို့ရှိရင်တိုက်ပင်း software တွေသုံးကြရင် internet အသုံးပြုဖို့ဆိုလို့ရှိရင် Google Chrome ကိုသုံးကြရင် game software တွေဆိုလို့ရှိရင် gaming software တွေ video editing ဆိုလို့ရှိရင် editing software တွေ အဲဆာရိုက်ဖို့အတွက်ဆိုလို့ရှိရင် Microsoft Word စရင်ဆရာလုပ်ဖို့ဆိုရင် Microsoft Excel ပေါ့နော်ဒီလိုမျိုး application တွေကိုအသုံးပြုကြရတာဖြစ်ပါတယ်ဒီလိုမျိုးအသုံးပြုတဲ့ဟာတွေကိုတော့ application system လို့ခေါ်တယ်ဒါကြောင့်မို့လို့ဒီ channel တွေက computer တလုံးလို့ပြောလာတဲ့အခါကျလို့ရှိရင် electronic device တခုဖြစ်ပြီးတော့ဒီ channel လိုချင်တဲ့အကြောင်းအရာတွေလိုချင်တဲ့အချက်အလက်တွေကိုအချိန်မျိုးအတွင်းမှာထုတ်လုပ်ပေးတယ်ကွန်ပျူတာမှာဆိုလို့ရှိရင် အဓိကအရေးကြီးတဲ့အချက်နှစ်ချက်ဖြစ်တဲ့ software နဲ့ hardware ပါတယ်ဆိုပြီးတော့ဒီချက်တို့ကနားလည်သဘောပေါက်ထားရမှာဖြစ်ပါရဲ့ရှင်။အဲ့တော့ဒီနေ့မှာဒီချက်ရှင်းပြပေးတဲ့ဒီငယ်စာလေးနဲ့ပတ်သက်ပြီးတော့နားလည်သဘောပေါက်လိမ့်မယ်လို့ညွှန်လင်းပါတယ်။အကယ်လို့မသိသေးတဲ့သူရှိတဲ့အခါဒီချက်ရဲ့ဒီဗီဒီယိုလေးကို sharing လုပ်ပြီးတော့လည်းမျှဝေပေးပါလို့ရပါတယ်ရှင်။ဒီ channel ရဲ့တင်နှံမှာဆိုလို့ရှိရင်တော့ကွန်ပျူတာကိုစပြီးတော့လေ့လာသင်ကျင်တဲ့သူတွေအတွက် course တောင်းလို့ခွဲခြားထားပါတယ်။ အခုမှစပြီးတော့လေ့လာမယ်သူတွေအကဲဆိုရင်တော့ this is computer using course လုံငန်းကွန်ဝင်ဖို့နဲ့ကျောင်းသားကျောင်းသူတွေအကဲဆိုလို့ရှိရင်တော့ i office special course နဲ့စီးရင်းစရာကိုတိကျတဲ့ကြည့်ခြင်းနဲ့သူတွေအကဲဆိုရင်တော့ advanced excel course ဆိုပြီးတော့ course တော်မှုရှိပါတယ်ဒီ course တော်မှုလုံးကို zoom 1.1ဒေါ်လောက်က video class ဒေါ်လောက်က teacher တို့စီမှာတက်ရောက်လို့ရတာပဲဖြစ်ပါတယ်ရှင်ဒီချက်ကနေရှင်းရခဲ့တဲ့တင်ငန်းဆောင်ရပတ်သက်ပြီးတော့ နားလည်သဘောပေါက်နိုင်မယ်လို့မျှဝေပါရယ်ဒါကြောင့်ဒီ share channel လေးကိုလည်း like and subscribe လုပ်ခဲ့ပြီးကိုမမေ့ပါနဲ့ share တို့တွေကနောက်ပြန်ရစာရမှာဆိုလို့ရှိရင်ပြန်ပြီးဆုံးပြပါမယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်အစီအစဉ်တရားရည်မျိုးဖြစ်ပါသည်